အဇာဘိုင်ဂျန်ကာဇက်စတန်အမေရိကန်ပြည်တော်စုတို့ဟာအစ္စရေးရဲ့နှစ်နှစ်ကြာကာဇာစစ်ရင်ကာလအတွင်းအစ္စရေးထံများပြားလာသောရေနံများတင်မှုခဲ့လို့ Oil Chain International ရဲ့အစီရင်ခံစာမှာဖော်ပြထားပါသည်။ ဲ့ဒီလိုအများပြားတဲ့ရေနံပမာဏဟာရာသီဥတုပြောင်းလဲမှုကိုဖြစ်စေတဲ့ပြင်လူမျိုးတော်တက်ဖြတ်မှုကိုလည်းဖြစ်စေတဲ့ပမာဏဖြစ်တယ်လို့ဆိုပါတယ်။ဘရိုဇီးနိုင်ငံမှာကျင်းပတဲ့သွတ်သမက်ကရာသီဥတုညီလာခံမှာထုတ်ပြန်ခဲ့တဲ့အစီရင်ခံစာကိုယူနီစီရိုးရဲ့နောက်ွယ်လို့ခေါင်းစဉ်တက်ထားပါတယ်။၂၅နိုင်ငံက 2023ခုနှစ်နိုဝင်ဘာလ1ရက်မှ2025ခုနှစ်အောက်တိုဘာလ1ရက်အထိရေနံစိမ့်နဲ့တန့်စင်ပြီးသားရေနံထုတ်ကုန်များကိုတင်ပို့ခဲ့ရာ၎င်းကာလအတွင်းစုစုပေါင်းတင်ပို့မှုရဲ့တန်ချိန်27တရမ2တန်းရှိရလို့ဆိုပါတယ်။အစားဖိုင်ရနဲ့ကာစစ်စတန်တို့ဟာရေနံစိမ့်အများဆုံးတင်ပို့တဲ့နိုင်ငံဖြစ်ရာတင်ပို့မှုများရဲ့80%ခန့်လုံးရှိရလို့အစိုးရကစာမှာဖော်ပြထားပါတယ်။ဒါကြောင့်ကာဇာစစ်ပွဲတွင်အစ္စရေးထံရေနံတင်ပို့ခဲ့တဲ့25နိုင်ငံဟာကြံရပါနိုင်ငံများဖြစ်နေတယ်လို့ဆိုပါတယ်။